ဒီတစ်ခါလည်းဒီအနီယာမီဒီအငယ်လေးကိုတန်တဆစ်ဆေးချင်မှာဖြစ်ပါတယ်ဒီမှာမီဒီလေးလင်းနေပါပြီပြီးရင်ဟိုပါဆပ်ပလိုင်းရဲ့ထိစမှာတိုင်းချိလိုက်မယ်10.11ဘူလောက်တစ်စက်ဘူးကြော်ပြတယ်ပြီးလက်လေးဒီနားမှာတိုင်းချိမယ်1.98ဒူကလည်းဒူဖို့နေပါလောက်စာသုံးတော့တွေ့ရပါတယ် အနည်းအောင် LED ကတော့ဒူပိုနေပါစားသုံးတော့တွေ့ရတယ်ဒီ channel လေးကိုပန်ပူကူညီတော့အားဖြင့် like subscribe လုပ်ပြီးတော့ share လုပ်ပေးကြဖို့မြတ်တာရက်ခံပါတယ်ဒီ LED မီဒီလေးတွေဟာဘူးစားသုံးမှု ပမာဏမတူပါဘူးအဲ့တော့ဘယ်မီဒီဘယ်အကြောင်းကဘလောက်ဘူးစားသုံးလဲဆိုတာကိုဟုတ် မိသားလေးနဲ့တိုင်းတာစစ်ဆေးခြင်းမှာဖြစ်ပါလေ LED မီလုံးတွေ LED မီသီးတွေရဲ့ပါဝါစာသုံးမှုဘို့စာသုံးမှုတိရှိနိုင်ဖို့အတွက်ကြောင့်ပါဝါဆပ်ပလိုင်းလေးနဲ့လည်းတိုင်းတာစစ်ဆေးရမှာဖြစ်ပါလေအဲ့တော့ပါဝါဆပ်ပလိုင်းရောပါဝါဆပ်ပလိုင်းကိုရောတန်းဖို့မှာထားလိုက်ပါဖြစ်ပါလေပါဝါဆပ်ပလိုင်းကိုရောတန်းဖို့မှာထားထားပါလေဒီပါဝါဆပ်ပလိုင်းရဲ့အပေါင်းကို ဒီမှာတော့ power supply ရဲ့အပေါင်းဘက်ခြမ်းကိုဒီမှာ resistor 1k resistor လေးခံပြီးတော့ဒီမှာညက်ကလေးလေးနဲ့ညှပ်ထားတာဖြစ်ပါတယ်ဒီမှာအနေရောင် LED လေးကိုညှပ်ထားတာဖြစ်ပါတယ် anode ဘက်ခြမ်းမှာညှပ်ထားတာဖြစ်ပါတယ်ပြီးရင် power supply ရဲ့အနုဘက်ခြမ်းကို LED ရဲ့ကက်တုတ်ဘက်ခြမ်းမှာညှပ်ထားမှာဖြစ်ပါတယ်ဒီမှာညှပ်လိုက်တာ ਨੇ ် LED မီလေးလင်းလာတာကိုတွေ့ရမှာဖြစ်ပါတယ်။ပြီးကြောင်းဘူအာဘလောက်ကျောင်းသွားလဲဆိုတော့တိုင်းကြည့်မှာဖြစ်ပါတယ်။ရမီတာတော့20ဘူဒီစီမှာထားလိုက်ပါမယ်။ပြီးကြောင်းဒီမှာမီတာပရိုတာအနဲ့ရောင်လေးနဲ့မှညှပ်ထားမှာဖြစ်ပါတယ်။ဒီရင် ပြီးရင်ဟို power supply ကနေလာတယ်ဘူအားကိုဒီ resistor ရဲ့ရှေ့မှာတိုင်ခြင်းမှာဖြစ်ပါတယ်ဒီမှာမီတာမှာ30ဘူကျော်ကျော်လေးမီတာမှာ30.14ဗိုလ်လောက်ပြနေပါတယ်ပြီးရင် resistor ကိုကျော်ပြီးတော့တိုင်းခြင်းမှာဖြစ်ပါတယ်။ဒါဆိုရင်1.92 volt ဒါဆိုရင်ဒီအနီရောင် LED လေးကတော့သူ့ဘို့နေပါစားသုံးတာကိုတွေ့ရပါတယ်။ဒီကဓာတ်မီတွေမှာတုံးတဲ့ဒီ LED မီဒီလေးကိုစမ်းတိုင်တာကြည့်မှာဘူအားစားသုံးမှုမှာ စစ်ဆေးခြင်းမှာဖြစ်ပါတယ်။ဒီမိတာပရတာအနေအောင်နဲ့ဒီပါစပိုင်းအနှုတ်ဒီမှာချိန်ပြလိုက်မှာဖြစ်ပါတယ်။အာမိတီလေးလင်းလာတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒီမိတာပရတာအနေအောင်လေးနဲ့ဒီဘက်ကိုတိုင်းခြင်းမယ်။စေတ္တမဆက်တဘိုးပြတယ်ပြီးရစ်စတာအချောမှာတိုင်းခြင်းမယ်ဒီမှာသူကတော့2.8 2.8 volt ဝန်းကျင်လောက်စားသုံးတာကိုတွေ့ရပါတယ်အဲ့တော့ဒီအဖြူရောင်မီဒီယာတော့2.8 volt လောက် OR စားသုံးတာကိုတွေ့ရပါတယ်အဲ့တော့ဒီအဖြူရောင်မီဒီယာတော့3 volt နေပါ OR စားသုံးတာကိုတွေ့ရပါတယ်ဒီတခါလည်းဒီအနီယာမီဒီအငယ်လေးကို တိုင်တာဆစ်ဆေးခြင်းမှာဖြစ်ပါတယ်ဒီမှာမိတီလေးလင်းနေပါပြီပြီးရင်ဟို power supply ရဲ့ထိစမှာတိုင်ချလိုက်မယ်10.11ဘူလောက်ဒီစက်ဘူးကြော်ကြော်ပြတယ်ပြီး LED နားမှာတိုင်ချမယ်1.98ဒူကလည်းဒူဖို့နေပါလောက်စာသုံးတော့တွေ့ရပါတယ်အနည်းရော LED ကတော့ဒူဖို့နေပါစာသုံးတော့တွေ့ရတယ် ဒီကအစင်းရောင်အလေးလေးမိတီလေးကိုတန်းတားဆစ်ဆစ်ချင်မှာဖြစ်ပါတယ်ဒီမှာမိတီအစင်းရောင်လေးလင်းနေပါပြီပြီးရင်ပါဝါဆပ်ပလိုက်ရဲ့ထိတ်စာဘက်ကိုတိုင်းချင်မယ်10.10ဘူလောက်ပြနေ10.10ဘူလောက်ပြနေပါတယ်ပြီးရင်အပြီး LED ပြချောင်းကိုတိုင်းချင်မယ်2 2.64ဘူးလောက်ပြနေပါတယ်သူကလည်းနဘူးကြော်ကြော်လောက်စာသုံးတာကိုတွေ့ရပါတယ်အစိမ်းရောင်မိသီးတွေကတော့အစိမ်းရောင်အဲလေးတွေကတော့2.6ဘူးကြော်ကြော်လေးစာသုံးတာကိုတွေ့ရပါတယ်ဒီကအဝါရောင် LED လေးကိုတိုင်တာစစ်စစ်ချင်းမှဖြစ်ပါတယ်။ ဒီခုနလိုပဲဒီ power supply ထိတ်ဆမှာတိုင်းချင်းမယ်10.12 V ပြတယ်ပြီး LED နားမှာတိုင်းချင်းမယ်သူသူကလည်း1.9 V လောက်ပြနေတာကိုတွေ့ရပါတယ်ဒီလေမော်ရောင် LED လေးအားလည်း2 V နီးပါးလောက် power စသုံးတာကိုတွေ့ရပါတယ် ဒီတကားဒီအကြည့်အောင် LED လေးကိုတိုင်တာဆစ်ဆစ်ကြည့်မှဖြစ်ပါတယ်ဘာအယောင်မှန်းတော့မသိပါဘူးဟောဒါလည်းအနည်းအောင်ပဲဖြစ်နေပါတယ်အဲ့တော့သူ့ကိုလည်းခုနလိုပဲတိုင်ကြည့်မယ် damn boy 1 3 4ဒီဒီနားမှာလာတိုင်ကြည့်မယ် LED နားမှာ1.90ဘို့အဲ့ဆိုဒီအနည်းအောင် LED လေးရတယ်ဒူဘို့နေပါလားပါဝါစားတုံးတာကိုတွေ့ရပါတယ် ပူဇော်တုံးတာကိုတွေ့ရပါတယ်ဒီကားတော့အပြာရောင် LED မီလောင်းလေးကိုတိုင်းတာချင်မှာဖြစ်ပါတယ်မအပြာရောင်မီလေးလင်းတာကိုတွေ့ရမှာဖြစ်ပါတယ်ဒီခုနလိုပဲတိုင်းချင်မယ်ဒီ power supply ထိပ်ဖက်မှာတော့10.13 volt ပြီးရင်ဒီ LED ဖက်မှာတော့ 2.9ဆိုတော့ twin boot နေပါလားဘူအားစားသုံးတာကိုတွေ့ရပါတယ်ဒီဒီပြာရောင်မီဒီယာတော့ဘူအားစားသုံးမှုအများဆုံးပဲထင်ပါတယ် ပြီးဒီတစ်ခါဓမ္မီတွေမှာတောင်းတဲ့မြည်ဒီလေးကိုတိုင်တာချင်းမှာဖြစ်ပါတယ်မီဒီလေးလင်းအောင်တွေ့ရမှာပါတယ်ဒီဘက်မှာ တိုင်ခြင်းမယ်တန်ဖို့ကြော်ကြော်လေးပြတယ်ဒီ LED နားမှာတိုင်ခြင်းမယ်2.59ဖို့အဲ့တော့တမီးတွေမှာတောင်းတဲ့ဒီ LED မီလုံးကတော့2.6ဖို့လောက်ဘူအားစားတောင်းတာကိုတွေ့ရပါတယ်အဲ့တော့အပြန်ဖြောက်လိုက်ပါမယ်အဲ့တော့ အဲ့လေးဒီမီလုံးတွေဘလောက်ပူအားစားသုံးလဲဆိုတာကိုဒီလိုမျိုး circuit listen ပြီးတော့တိုင်းတာစစ်ဆေးလို့ရနိုင်မှာဖြစ်ပါတယ်လိုအပ်မှာကတော့ 1k resistor လေးလိုမယ်ပြီးရင် power supply ကတော့10 volt 9 volt အကယ်၍9 volt battery ရှိတယ်ဆိုရင်လည်း9 volt battery နဲ့သုံးလို့ရမှာဖြစ်ပြီးတော့ကျွန်တော်မှာတော့ power supply ရှိတဲ့အတွက်ကြောင့်မလို့ power supply နဲ့တိုင်းတာစစ်ဆေးပြတာဖြစ်ပါတယ် နော် digital meter လေးတလုံးတော့လိုမှာဖြစ်ပါတယ်ဒီနေ့ကတော့ဒီလောက်ပါပဲနောက်ရောက်ကြည့်ရှုအပ်ပေးကြတဲ့မိတ်ဆွေများအားလုံးကိုထူးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါစို့